အတန်းပညာမသင်ခင်ရပေမဲ့တန်းကျွတ်တတိဖြစ်လာရတဲ့အကြောင်းရင်းကိုပြပြလိုက်တဲ့ဦးမျိုးတန်းမန္တလေးကဦးမျိုးတန်းကဇနီးနဲ့သမီးတွေကိုချစ်တတ်သူဖြစ်တာကြောင့်ဒီနေ့တည်းအတော်ကြမှာတော့နာမည်ကြီးလာခဲ့တာပါအရင်ကတစ်ထက်တိုက်လေးနဲ့ပဲနေခဲ့တဲ့ဦးမျိုးတန်းကဇနီးတဲ့အတွက်ဆိုပြီးတင်ပေါင်း3000ခွဲတဲ့အင်ကြီးကိုလည်းဆောက်လုပ်ပေးခဲ့တယ်လို့စင်ရွှေတနာတွေလည်းအပြည့်အစုံဖန်တီးပေးထားပါတယ်အသက်60ကျော်80ဆန္ဒနီးပါးအရွယ်ဦးမျိုးတန်းကဇနီးတဲ့ငငယ်လေးကိုတင်ပေါင်း1000နဲ့တင်ကြောင်ပြီးတော့တင်ပေါင်း3000ခွဲတဲ့အင်ဆောက်ပေးနိုင်ခဲ့သူပါရှင်ဒါကြောင့်ဇနီးတဲ့ကငွေမလို့လက်ထက်တန်းလားလို့ထင် င်ကြပါတယ်။ဒါနောက်ထပ်ချမ်းသာကြော်ဝတဲ့ဥမျိုးတန်ကဘာစီဝါရေးလုပ်ငန်းတွေလုပ်ကင်လဲဆိုပြီးတော့လည်းသိကျင်ကြပါတယ်။တကယ်တော့ဥမျိုးတန်ကလဲဆိုင်တဲ့လဲသမားကြီးတယောက်ဖြစ်ပါတယ်။ဒါမဲ့လေသမားကြီးတော့မဟုတ်ပဲပသိန်ကြီးမျိုးနဲ့တဝိုက်မှာလေအိကရာချီပိုင်ဆိုင်ထားတဲ့တတိကြီးတယောက်ဖြစ်နေပြီးတော့သူ့ရဲ့ဝင်ငွေကတော့မခံမနိုင်လောက်အောင်များပြားပါရဲ့ရှင်။လေထဲမှာနွားနဲ့အကျူယုံကန်ပြီးတော့ကျူစားလာခဲ့တဲ့ဥမျိုးတန်ကအခုချိန်မှာတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ပူပန်စရာမရှိတော့ပါဘူး။ဥမျိုးတန်ကိုတတဥမျိုးနယ်တဲကရွာလေးမှာလေသမားမိဘတွေကပဲမူဖာခဲ့ကြတာပါ။ မိဘတွေကလည်း level လောက်ကိုင်းကြတာဖြစ်ပြီးဦးမျိုးတန်လက်ချက်မှာ level ဆိုင်ခဲ့ပါတယ်။ဦးမျိုးတန်ကအကျန်းပညာကိုမသင်ခဲ့ရဘဲဘုန်းကြီးเจ้าမှာကိုရင်အဖြစ်သုံးဝဝတ်ခဲ့ပါတယ်။ကိုရင်ကနေထွက်လိုက်ပြီးအသက်15နှစ်ခန့်ကစတင်ကလဲဆိုင်တာပါရှင်။လက်သမားအဖြစ်စတင်ဆက်ပြိုးစင်မှာတော့လဲသုံးဤကားနဲ့နွားတရှင်ပဲရှိပါတယ်။တဖြည်းဖြည်းနဲ့လဲဤကားတွေများလာပြီးတော့စက်တီကိုလည်းဝယ်လာနိုင်ခဲ့ပါတယ်။ထွန်းစက်တွေအပြင်တီးနံရိတ်သိမ်းစက်တွေချွေလေးစက်တွေပါဝယ်လာနိုင်တဲ့အထည်အောင်မြင်လာပါတယ်။အခုဆိုရင်တော့သူ့ရဲ့လဲကွက်တွေမှာခင်မီစက်ကြီးတွေကိုသုံးပြီးစိုက်ပြိုးတဲ့အထိလေယာဉ်လုပ်ငန်းကိုအကြီးအကျယ် ယ်လောက်ကင်နေတာဖြစ်ပါတယ်။လေယာအလုတ်ကိုလောက်ကင်သူတိုင်းနဲ့ကျိုးဝချမ်းသာသွားတာတော့မဟုတ်ပေမဲ့ဦးမျိုးတန်ကလေးလာမှုတွေအကောင်းနေသူပါရှင်။အတန်းပညာအားနဲ့တဲ့ဆိုပေမဲ့ဒီအချက်ကသူ့ရဲ့အောင်မြင်မှုကိုအဟန့်အကြမ်းမဖြစ်စေခဲ့ပါဘူး။ မိတ်ဆွေကောင်းတွေလည်းရှိတဲ့ပြင်စိတ်ထားကောင်းတာကြောင့်လည်းသူရဲ့လုပ်ငန်းတွေကအောင်မြင်လာခဲ့ပါတယ်။ဒေါ်လာတန်းချီကျော်ကချမ်းသာပေမဲ့ဥမျိုးတန်းကအခုချိန်ထိမြို့ရက်ကလက်ဖက်ရည်ဆိုင်ကိုလည်းမထိုင်ပြစ်ပါဘူး။အသားငှားတွေကိုလည်းမစားပဲချမ်းထွက်အသေးနှံနေလေကနေထွက်တဲ့အစားအစာတွေကိုပဲစားလို့ရှိပါတယ်။သူ့အတွက်ကိုယ်ဟန်ရှိနေရင်တော့ပြည့်စုံနေပြီဖြစ်ပြီးကိုယ်နေ့တွေဝိုင်းရင်လက်ကွက်တွေထက်ကိုလိုက်ကြည့်တတ်ပါတယ်။မနေ့ကနိုင်ခွဲကနေစတင်ကလေထဲမှာလမ်းလျှောက်ထွက်ရင်းနဲ့စပားတွေကိုလိုက်လံကြည့်ရှုပါတယ်။အခုဆိုရင်တော့ဥမျိုးတန်းကလက်စိုက်တာပြင်ချန်တွေကိုပါစိုက်ပြိုးပါတယ်။ပြုံးလုံးမှလည်းအိတ်ကများစွာကျဲဝန်းတဲ့ ်ချန်ကျဲကြီးတွေမှာတီးပင်စားပင်တွေကိုစိုက်ပျိုးထားပါသေးတယ်။ဦးမျိုးတန်ကသူ့လေတဲ့ကနေထွက်တဲ့မျိုးစဘာတွေကိုအချက်မြမပြီကလည်းသမားကြီးတွေကိုအခမဲ့လှူဒန်းပေးတာကြောင့်စုတွေလည်းရချပါတယ်။နိုင်ငံခြားကနေပေးတဲ့စုကြီးတွေထိုင်းပြည်သမီးတော်ကပေးရတဲ့စုကြီးတွေကိုပါပိုင်ဆိုင်ထားသူဖြစ်ပြီးလေယာလောကမှာတော့အရှင်ဝါကြီးမသူဖြစ်ပါတယ်။ဦးမျိုးတန်ကအတန်းပညာကိုကြာရှည်အောင်မတင်ယူခဲ့ရပေမဲ့ကျောင်းကချမ်းသာလာတဲ့ချိန်မှာတော့ပညာရေးအတွက်ထောက်ပံ့မှုတွေကိုပေးနိုင်ခဲ့ပါတယ်။ပညာသင်စုတွေလည်းပေးတဲ့ပြင်ကျမ်းမာရေးအတွက်အလူငွေတွေကိုပါလှူဒန်းပေးပါတယ်။ဦးမျိုးတန်ကသမီးအရွယ် မိန်ကလေးကိုလက်ထပ်တဲ့ဆိုပြီးတော့တချို့တွေကဝေဖန်ကျင်ကြပေးမဲ့လေမိသားစုအပေါ်မှာတော့တစ္ဆာရှိသူဖြစ်ပါတယ်။ သူအတွက်ကွင်းရလေးရှိရင်အဆင်ပြေပေမဲ့လည်းဇနီးနဲ့သမီးလေးတွေအတွက်ဆိုရင်တော့သိန်းရချီထောင်ချီတန်ကြီးရှိတဲ့အရာတွေကိုပဲဝယ်ပေးလို့ရှိပါတယ်။စိတ်သဘောထားလည်းပြည့်ဝတဲ့ဥမျိုးတန်ကိုသူဇနီးတဲ့လက်ချက်တာကငွေတစ်ခုတည်းကြောင့်မဟုတ်ပဲစိတ်သဘောထားကိုလည်းထည့်သွင်းစဉ်းစားတာဖြစ်တဲ့အကြောင်းအခုမှပဲလက်ခံသွားကြပါပြီ။လေသုံးရင်ကားကနေကြိုးစားလာခဲ့ပြီးတဲ့နောက်မှာလေအကများစွာပိုင်ဆိုင်လာပြီးတော့ဒေါ်လာတန်ချီကျော်ရတဲ့မီလီယံနာကြီးဖြစ်လာတဲ့ဥမျိုးတန်ကိုအားကြနေကြပြီလားဆိုတော့ကောမမပြောခဲ့ပါဦးနော်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။